နိုင်ငံတွင်းဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသလက်နက်ကိုင်ဖွဲ့များမရှိသည့်အချိန်မှာတမတော်အနေနဲ့လွှတ်တော်တွေပါဝင်နေမှုကိုအစဉ်အဆက်လျှော့ချနိုင်မယ်လို့တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်ဒီဇင်ဘာ6ရက်မော်လယ်ပိုင်းကပြုံးလွင်တက်နယ်ရှိရာရှိစစ်တီမီတာစုများဗိုလ်လောင်းများအားတွေ့ဆုံအမစကားပြောကြားရမှာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် တမတော်အနေနဲ့နိုင်ငံတော်၏မျိုးသားနိုင်ငံရေးဥဆောင်မှုခိုင်ခံတာတွင်ခေတ်ဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်းသမိုင်းကြောင်းရဖြစ်ပေါ်နေတဲ့အခြေအနေများအရတမတော်အနေနဲ့နိုင်ငံရေးဥဆောင်မှုအခိုင်အကန့်တွေဆက်လက်ပါဝင်နေရအောင်မှာဖြစ်ကြောင်းတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်မိမိတို့နိုင်ငံတွင်ဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင်တမတော်အနေနဲ့လွှတ်တော်တွေပါဝင်နေမှုကိုအစစ်အစစ်ရှင်းချသွားနိုင်မှာဖြစ်ကြောင်း လက်ရှိချိန်တွင်တပ်မတော်အနေနဲ့နိုင်ငံရေးဥဆောင်မှုခန့်ကန်တွေပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမှတ်မှတ်ကက်ကက်ဖြင့်စနစ်တကျလောက်ကင်ဆောင်ရွက်သွားကြရန်လိုကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနဲ့ပတ်သက်၍2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင် မဲမဲသမားမှုများကိုဆောင်ရွက်ခဲ့ခြင်းကြောင့်တပ်မတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ဝင်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းမိမိတို့အနေနဲ့နိုင်ငံတော်အားဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ခိုင်ခိုင်မာမာဖြစ်ဆက်လက်ရှောင်လန်းနိုင်ရေးထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ် နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်နေရသည့်ကာလအတွင်းနိုင်ငံတော်ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးပဋိပက္ခများလက်နက်ကိုင်အကြမ်းဖက်မှုများကဲယောဂါနှင့်တဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများစတဲ့အခက်အခဲအကျတဲမျိုးစုံကိုတစ္ဆာရှိနိုင်ငံဝန်ထမ်းများတည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ပြည်သူများ မိဖက်နိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှုများဖြင့်အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်းဒီမိုကရေစီစနစ်တွင်ရွေးကောက်ပွဲသည်အရေးကြီးဆုံးဖြစ်တဲ့အတွက်မိမိတို့အနေနဲ့ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲတရက်ကိုအောင်မြင်စွာကျင်းပပေးနိုင်ရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားလုံးကိုအောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းဒမရကာကွယ်ရေးဦးစီးချုပ်ပူချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်ယခုဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၃ပိုင်းခွဲ၍ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲပထမပိုင်းပြုလုပ်ပြီးနှစ်ဖက်ကြာချင်းတွင်ဒုတိယပိုင်းကိုဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းဒုတိယပိုင်းကျင်းပပြီးနှစ်ဘက်ကြာချိန်တွင်တတိယပိုင်းကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးလုံခြုံရေးပိုင်ဆိုင်ရာများအတွက်တပ်မတော်သားများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်များပြည်သူစစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်ရွေးကောက်ပွဲအောင်မြင်ထားမြောက်စေရေးအတွက်မဲပေးပိုင်ခွင့်ရှိသူများအားလုံးဆန္ဒမဲပေးနိုင်ကြရန်လိုကြောင်းဆန္ဒမဲများပေးရတွင်တိုင်းပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒုတာဝန်ရေးသုံးပါးကိုလိုက်နာဆောင်ထိန်းနိုင်သူနိုင်ငံရေးအမြင်အုပ်ချုပ်ရေးအမြင်စီးပွားရေးအမြင်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအမြင်ရှိသူများကိုရွေးချယ်၍ဆန္ဒမဲပေးကြရန်လိုကြောင်း တက်မတော်ကာကွယ်ရေးဦးစီးချုပ်ပိုချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်